ဲ့မင်္ဂလာပါဂျိုရှွာဘန်ကတော့လာမယ့်ဒီဇင်ဘာလမှာဝတာဝဲလက်ရှိချန်ပီယံဘရာဇီးဖိုက်တာပန်တိုဂျာနဲ့ချန်ပီယံကပတ်လူပွဲကိုထိုးသရတော့မယ်ဆိုပြီးတော့ UFC ရဲ့ဥက္ကဋ္ဌဒေနာဝိုက်ကိုယ်တိုင်ကြီးညာလာခဲ့ပါပြီဒီပွဲစဉ်ကမြန်မာပြည်သက်တွေအထူးမျှော်လင့်ဆောင်စားခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ပြီးတော့ဝမ်ချန်ပီယံရှစ်ရဲ့ဖိုက်တာကြီးတူဖြစ်တဲ့အောင်လတ်အဆန်းပြီးရင် MMA ချန်ပီယံကပတ်ကို တရားမြောက်စုခုနိုင်တဲ့မြန်မာလွယ်ဖွားဖိုက်တာတူဖြစ်လာဖို့ရှိနေတာပါ။နောက်ပြီး UFC လို့ကမ္ဘာ MMA လောကမှာနံပါတ်1နေရာမှာရှိနေတဲ့ UFC လို့နေရာမျိုးမှာချန်ပီယံကမ္ဘာကို Joshua Van တယောက်သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင်တခြားစံချိန်တွေအများကြီးကိုလည်းချိုးပြက်လာနိုင်ဖို့ရှိနေတာပါ။ Joshua Ban နဲ့ Pan Doja တို့ရဲ့ပွဲစဉ်ကိုတော့ One Championship မှာရော UFC မှာပါ Champion ကပတ်တွေစုခု ထားဘူးတဲ့ flyweight တိုင်းရဲ့ gunwin fighter dimitri johnson ကသူ့အမြင်ကိုပြောလာခဲ့တာပါပန်ဒိုဂျာက champion ဖြစ်တဲ့အတွက် fear တွေအများကြီးနဲ့ရင်ဆိုင်ရမယ် joshua ban ကအသက်ငယ်ငယ်လေးပဲရှိသေးပြီးတော့ဒီပွဲရှုံးလဲဘာမှဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ပွဲကိုအကြောက်ရွံ့မရှိထိုးတက်သွားပါလိမ့်မယ်အသက်23နှစ်သာရှိသေးတယ်ဂျိုရှူအာဘန်ကတော့ဒီပွဲရှုံးနေသွားခဲ့ရင် တောင်မှပဲသူ့ရဲ့ကစားသမားဘဝမှာနောက်ထပ်10နှစ်လောက်အထိကိုချန်ပီယံကပ်ရယူဖို့အတွက်ထပ်ကြိုးစားခွင့်ရှိနေပါသေးတယ်။ဒါကြောင့်ဘန်ကကြောက်ရွံ့မှုမရှိပဲဒီပွဲကိုထိုးသက်သွားမှာဖြစ်ပြီးတော့ချန်ပီယံပန်တိုဂျာကိုခက်ခဲအောင်လုပ်နိုင်မယ်ဆိုပြီးတော့သုံးသပ်ပြထားတာပါဆက်လက်ပြီးဒမီထရီဂျွန်ဆင်ကရော့ထန်နဲ့ဂျိုရှူအာဘန်ဘောက်ဆင်ထိုးရင်ဘယ်သူနိုင်မလဲဆိုတဲ့မေးခွန်းကိုတော့ ဒီမင်းကွန်းရဲ့ဖြေဟာဖြေရခက်နေပြီးတော့တကယ်လို့ဒါဒီလူငယ်နူထိတ်တိုက်တွေ့ကြမယ်ဆိုရင်တကယ်ကိုချစ်ကောင်းမဲ့ပွဲတပွဲဆိုပြီးတော့ပဲဖြေချသွားခဲ့တာပါပြီးခဲ့တဲ့ရက်ပိုင်းကပဲဖိုက်တာဘွားတော့ဆုံးပွဲကိုထိုးသတ်သွားတဲ့အွန်လိုင်းအဆိုင်ကတော့သူညီလေးဂျိုရှူအပန်ဟာချန်ပီယံစစ်မှန်ဖြစ်တယ်ဆိုတာကိုလာမယ့်ဒီဇင်ဘာလမှာ ်တသက်ပြခွင့်ရတော့မယ်ဆိုပြီးတော့ဂျိုရှူအာပေါ်အားပေးလာခဲ့တာပါ။လာမယ့်ဒီဇင်ဘာလမှာကမ္ဘာစစ်မြစ်ထက်မှာကျွန်တော်တို့ရဲ့မြန်မာဖိုင်တာဂျိုရှူအာပန်ချန်ပီယံကမ္ဘာနဲ့အတူလင်းလက်တော့ပနိုင်မလားဆိုတာစိတ်ဝင်စားစောင့်ကြည့်ကြပါစို့လို့အားလုံးကိုကျေးဇူးများတင်ပါတယ်။